ဒါစီတက်စရာမလိုတဲ့အထူးမတော်ရင်တီထွန်လိုက်တဲ့အဆိုတော်မနှုံပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် စီတင်းစရာမလိုပဲကုန်ကြစိတ်သက်သာတဲ့အထူးမတော်ရင်ကိုတီထွန်လိုက်တဲ့သူကတော့အစိုးရမနှောပါအစရမနောတီထွန်လိုက်တဲ့အရာကတော့ဓာတ်စီဒီဇယ်ထည့်စရာမလိုတဲ့မော်တော်ကားတွေကိုတီထွန်လိုက်တာဖြစ်ပါတယ်။အားလုံးသိကြရတဲ့ယနေ့ခေတ်မှာတော့မြန်မာနိုင်ငံမှာဓာတ်စီဒီဇယ်စတဲ့73စီဈေးနှုန်းတွေကမြင့်တက်လာတာဖြစ်ပါတယ်။ဒီလိုမျိုးငလင်ဘေးသိနေချိန်မှာတော့ဓာတ်စီဒီဇယ်73စီတွေရရှိဖို့ကပိုပြီးတော့ခက်ခဲလာပါတယ်။ဒီလိုချိန်မှာဆိုရမနောက73စီထည့်စရာမလိုတဲ့မော်တော်ယာဉ်ကိုတီထွန်လိုက်ပါတယ်။ ဒါကြောင့်လည်းအခုချိန်မှာတော့အစိုးရမနှောရဲ့စီမလို့တဲ့ကားတွေကမြန်မာနိုင်ငံမှာငလင်တန်သိပ်ပြည်သူတွေအတွက်အဆင်ပြေစေလို့သိရပါဗျ။ဒီမတိုင်ခင်ကလေးကအစိုးရမနှောဟာအောင်မြင်ကြကြတဲ့အစိုးရဖြစ်ုံသားမကအောင်မြင်ကြကြတဲ့စီးပွားရေးလုပ်ငန်းရှင်တအူးလည်းဖြစ်ပါဗျ။ မနောဟာငယ်စဉ်ကတည်းကကားဝက်ရှော့လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာဖြစ်ပါတယ်။အဲဒီနောက်မှာအစိုးရမနောကဖျားစီတီတွေပုံသွင်းအောင်စင်းသူတော်တွေကိုပုံသွင်းလုပ်ငန်းတွေနဲ့စီးပွားဖြစ်လာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့အစိုးရမနောကစက်မှုလက်မှုလုပ်ငန်းတွေနဲ့အထူးရင်းနှီးကျွမ်းဝင်တာကိုတွေ့ရပါတယ်။မနောဟာငယ်စဉ်ကတည်းကစက်မှုလက်မှုကားဝက်ရှော့လုပ်တဲ့အလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ရပြီးတော့ငယ်စဉ်ကတည်းကသူများထက်မအိမ်မနေပို့ပြီးတော့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်။ မနောကအခုချိန်မှာဒီလိုမျိုးချမ်းသာကြွားပြီးရောအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တအူးဖြစ်နေပေမယ့်သူရဲ့ငယ်ဘဝဟာအရန်ကိုဆင်းရဲခဲ့တယ်လို့ပြောပြခဲ့ပါတယ်။အစတော်မနောငယ်စဉ်ခါမှာဆင်းရဲလုံးလုံးမနက်ခင်းဆိုရင်အကြော်ရောင်းရပြီးတော့နေ့လယ်ခင်းဆိုရင်ဖရဲတီရောင်းခဲ့ရတာပင်ပင်ပန်းပန်းနဲ့အယုံခံခဲ့ရတာလည်းဖြစ်ပါတယ်။အရင်နောက်မှာတော့မနောတယောက်ကြောင်းထွက်ပြီးတော့နာမည်ကြီးကားဘော်ဒီဆရာရီစီမှာတပည့်ခံကကားဝတ်လျှော့ပညာနဲ့ကားဘော်ဒီပညာတွေကိုလိုက်လံသင်ကြားခဲ့ပါတယ်။ ကောင်းဝါရီပညာသင်တဲ့အခါမှာအစိုးရမနောဟာအောက်ကျိုးခံပြီးတော့ပညာတက်ကြီးဖြစ်အောင်ကြိုးကြိုးစားစားသင်ကြားခဲ့ပါတယ်။ဒါအပြင်အချိန်တိုတွင်တက်မြောက်အောင်လည်းပညာကိုတေချာလေးလာသင်ယူခဲ့ပါတယ်။ ဒါကြောင့်လည်းသူများတွေဟာည6နာရီအလုပ်သိမ်းကြပေမဲ့အစောတော်မနောကတော့ည7နာရီထိတောင်အလုပ်လုပ်ခဲ့ရပါသူများတွေထက်9နာရီလောက်အလုပ်ပိုလုပ်ခဲ့တဲ့မနောဟာသူများတွေ10နှစ်တင်ကြာရမယ့်ပညာကို9နှစ်လောက်နဲ့တက်မြောက်ခဲ့ပါတယ်။ဒါကြောင့်လည်းမနောကအောက်ခြေဝက်ရှော့အလုပ်သမားဘဝကနေကိုပိုင်ကားဝက်ရှော့ကိုမြန်မြန်ဆန်ဆန်တည်ထောင်နိုင်ခဲ့ပါတယ်။အစောတော်မနောကအခုလိုမျိုးအောက်ခြေစင်းရဲသားဘဝကနေအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတယောက်ဖြစ်အောင်ကြိုးစားခဲ့ရတာကြောင့်ဘယ်တော့မှအောက်ခြေမလွတ်ဘဝမမြင့်တတ်ပါဘူး။ အခုခါမှာတော့အစိုးရမနှောဟာလူတွေအဆင်ပြေစေဖို့အတွက်ဆက်၃စီထည့်စရာမလိုတဲ့မော်တော်ယာဉ်ကိုတီထွင်လိုက်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့မနှောရဲ့တီထွင်မှုကိုချီးကျူးနေကြတာပါ။မနှောဟာအစိုးပါကားကိုတက်စီမလိုဘဲနဲ့ခြေနဲ့နင်းလို့ရအောင်လှုပ်ထားပြီးတော့နင်းရမှာလဲစပိန်ထက်အစာပေါင်းများစွာမြန်ဆန်ပြီးတော့ပေါ့ပေါ့ပါပါနဲ့လူအများစီးလို့ရတယ်လို့သိရပါတယ်။အထူးသဖြင့်တော့မနှောရဲ့တက်စီမလိုတဲ့ကားကစိုက်ကားနဲ့သဘောတရားချင်းဆင်တူပါတယ်။ဒါပေမဲ့လည်းမနှောရဲ့ကားကပို့ပြီးတော့မောင်းနေရအဆင်ပြေလို့သိရပါတယ်။အခုချိန်မှာအစိုးရမနှောက 73စီမလို့တဲ့မော်တော်ယာဉ်ကိုတီထွင်အပြေးမှာတရဏဘောင်နဲ့ကိုဝင်ရောက်သွားပါပြီ။မနှောဟာငလင်တန်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်တံဝေကရပြီးတော့တရဏဘောင်နဲ့ဝင်ရောက်သွားခဲ့ရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစီမလို့တဲ့ကားကိုတီထွင်လိုက်တဲ့အဆိုတော်မနှောကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။